အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားသခင်ရဲ့ကွယ်ကားမဆမှုရိပ်အောင်ပါအားလုံးဒီကောင်းချမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနက်ခင်းတိုင်းပါဘုရားသခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနှားစင်ခြင်းအတွက်အထူးပင်ဂျေစုတင်ရှိပါတယ်မိတ်ဆွေတင်တဲ့မိသားစုအိမ်သူအိမ်သားအယောက်စီတိုင်းကိုထာဝရဘုရားကောင်းကြီးပေးဖို့ကွယ်ကားဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ် ဖျားတာနေတဲ့သူတွေ၊ဆေးရုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေ၊ဘဝအတ္တတဲမှာခက်ခဲပြဿနာမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဖျားတခင်ကအလေးအမြတ်ကျမ်းပါရတဲ့အခွင့်ကိုပေးဖို့ခက်ခဲပြဿနာမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါလေ။ရှလောမအလုပ်ပေါ်မှာသာရဖျားထမလာတော့ညိတ်တဲ့ခြင်းတက်ရောက်ပါစေ။ပြာခင်ရဲ့ကျေးဇူးတော်တသက်ကြောင်း2025ခုနှစ်ရဲ့နိုဝင်ဘာလဒုတိယရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ အောက်တိုဘာလတလတာလုံး BRK လမ်းပြပို့ဆောင်ခဲ့တယ်။နောက်ထပ်ရက်အနည်းငယ်အကြာမှာတော့2025ခုနှစ်ကုန်ဆုံးတော့မယ်။မိုးတွင်းကာလတလျှောက်လုံး BRK လမ်းပြပို့ဆောင်ခဲ့တယ်။လွေမိုးဆောင်ရာသီတွေအလီလီပြောင်းလဲပေမဲ့မပြောင်းလဲတဲ့ BRK ရဲ့ချစ်ချင်းမြတ်တာနဲ့ ဘဝရဲ့အခြေအနေမျိုးမျိုးမှာကွယ်ကာဆောက်ရှောက်ခဲ့တယ်လမ်းပြပို့ဆောင်ခဲ့တယ်လမ်းပြောက်နေတယ်လို့ခံစားနေတဲ့အချိန်မှာပြလေတခိယေရှုခရစ်တော်ကလမ်းခီးဖြစ်တဲ့အခါမှာမျောလင့်စရာတွေရှိနေစေဖြစ်တယ်ရှင်သန်နေစေမျောလင့်ချက်များတဲ့ တရက်ပြီးတရက်ကြော်လို့ဖြတ်တန်းခွင့်ရရှိခဲ့တယ်။အရာအလုံးကဖယားခင်ရဲ့ဂျေဇူးတော်တတ်တက်ကြောင့်ရရှိတော်အရာများဖြစ်တယ်။မနေ့မိုးလင်းတဲ့အခါမှာဖယားကိုဂျေဇူးသင်းနှလုံးသားထဲကနေချီးမွမ်းခြင်းနဲ့တဏိတာစတင်ဖို့ဖြစ်တယ်။ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွအစဉ်ချင်းခွန်အားယူရမယ့်ကျမ်းပိုက်ကတော့ဟေပြဲဩဝါဒစာခန်းကြီး7အပိုက်ငယ်29ယုံကြည်ခြင်းအဖြစ် ရှင်ဘီရင်အမျက်ကိုမကြောက်ဘဲ အဲဂုတ်တုပြည်ကိုစွန့်သွား၏အကြောင်းမူကားမျက်မြင်မရတော့ဖျားခင်ကိုမြင်ရပြီတကယ်တော့တည်ကြည်ခြင်းရှိ၏ကြပိုက်အဖြစ်ဖျားခင်အထူးကောင်းကြီးပေးပါစေစိတ်နှလုံးတည်ကြည်ခြင်းနဲ့ယုံကြည်ခြင်းကပူးတွဲထားတယ်တွဲလျက်ရှိတယ်စိတ်နှလုံးတည်ကြည်ခြင်းရှိပါတည်ကြည်ခြင်းလို့ပြောတဲ့အခါမှာတည်ကြည်တဲ့စိတ်နှလုံးသားလို့ပြောတဲ့အခါမှာတမ္ပအခြေအနေမျိုးမှာလူတိုင်းကတည်ကြည်နိုင်ပါတယ်သို့သော် ဘဝအတ္တဓာတ်ထဲမှာခက်ခဲကြက်တီးလာတဲ့အခါလိုအပ်ချက်တွေကွက်လက်တွေများစွာရှိလာတဲ့အခါလူရဲ့စိတ်နှလုံးကတည်ကြည်ခြင်းရှိပါဗလားပြရကေစစ်စီလိရှိတယ်ရွှေငွေတဏအုပ်စာယာဒူအာနာစီစိ ဒီအရာတွေကမက်မောစရာကောင်းပါတယ်တို့တော့ဒီအရာတွေအားလုံးရဲ့အထက်မှာဖျားခင်တာလျင်တင့်ဘွားအတ္တကိုစိုးစံနေပါစေဖျားခင်ရဲ့လူဖြစ်တဲ့အေလိရှဲနဲ့သူမြဲတမ်းအတူတူရှိနေခဲ့တဲ့ဂေဟာဇီတယောက်နမိတ်လက္ခဏာတက်သေးများစွာမြင်ရပေမဲ့တခဏအတွင်းမှာဗိုလ်ချုပ်နေပါစီကလက်ဆောင်ဘန္တာတွေကိုတိတ်တဆိတ်သူကတင်းယူခဲ့တယ်အဲ့ဒီတက်မဲ့ဆွဲလန်းခြင်းရဲ့နောက်မှာရလက်ကနူနာဆွဲခြင်းဖြစ်တယ် ကျမ်းစာကတော့အကြောင်းမူကားမျက်မြင်မရတော့ဖျားခင်ကိုမြင်ရပြီတကယ်ဆိုတည်ကြည်ခြင်းရှိ၏မောရှေရဲ့အကြောင်းကိုပြောနေခြင်းဖြစ်ပါတယ်အဲဂုတ်တူပြည်ရဲ့စီးစိမ်တမက်စရာတွေအားလုံးကို target ပြီးဖျားခင်ရဲ့နောက်တော်ကိုတစ္ဆာရှိစွာလိုက်ခဲ့တယ်အဲဒါယုံကြည်ခြင်းနဲ့အသက်ရှင်ခြင်းဖြစ်တယ်ဘိုင်ငယ်24ကနေ26မှာ မောရှေဒီအသက်အရွယ်ကြီးတော့ခါအပြစ်ရှိတော့ကာမဂုဏ်ကိုခဏခံစားခြင်းတဲ့ဖျားခင်လူတို့နဲ့အတူ ညင်းစဲခ ਾਇ ရခြင်းကိုတာ၍အလိုရှိတဲ့ဖြစ်၎င်းအဲဂုတုပြည်စီစိန်ထက်ခရစ်တော်ကြောင့်ကဲ့ရဲ့ခြင်းဒုက္ခတီတာ၍မြတ်သောစီစိန်ဖြစ်တီကိုစိတ်ထင်တဲ့ဖြစ်၎င်းယုံကြည်ခြင်းစိတ်ရှိ၍ပါရောဘီယံသမီးတာဟု၍ခေါ်ဝေါ်ခြင်းအခွင့်ကိုပယ်၏အကြောင်းမူကားနောက်ရလက်တော်အကျိုးကိုထောက်စာမျော်လင့်လျက်နေ၏ ယုံကြည်ခြင်းနဲ့သူပူးတွဲပြီးပါလာတဲ့အရာကကိုကိုကိုညင်းပယ်ခြင်းစွန့်စားခြင်းစွန့်လွတ်နစ်နာခံခြင်းဖြစ်ပါတယ်ဒီတက်တိတွေဒီဆုံးဖြတ်ချက်တွေဒီခိုင်မာတဲ့တန်တိတ်ထန်တွေဘယ်ကလာတယ်လဲမျိုးစစ်အဖြစ်မိဘတွေစီကတ်နေမောရှေရဲ့နှလုံးသားထဲမှာအမြင့်တီလာတယ်တတိတီခဲ့တယ် ဟေပြဲဩဝါဒစာခန်းကြီး7ပိုက်ငယ်23မှာမောရှေကိုဖွားမြင်ပြီးမှ အစစ်လာတော်သူငယ်ဖြစ်ဒီကိုမိဘတို့သည်မြင်လျင်ယုံကြည်ခြင်းအားဖြင့်ရှင်ဘုရင်အမိန့်တော်ကိုမကြောက်ဘဲတုံးလပတ်လုံးသူ့ကိုဝတ်ထားလေ၏။မိဘတွေဖျားကိုကြောက်ရွံ့ခြင်းနဲ့အသက်ရှင်ခဲ့ကြတယ်။ရှင်ဘုရင်ရဲ့အမိန့်ကတားရောက်ကြတိုင်းအသေးသက်ခြင်းကိုခံရမယ်။သူတို့ဝတ်ထားတာကိုရှင်ဘုရင်ကသိတွားခဲ့ရင်မိဘတွေမှာလည်းပြစ်မှုကျူးလွန်ခြင်းဖြစ်သလို မိသားစုတွေအားလုံးကလည်းဒုက္ခရောက်ကုန်မှာဖြစ်တယ်။တို့တော့ဒီအရာတွေအားလုံးထက်ဖះကိုကြောက်ရွံ့ယိုသေးခြင်းနဲ့မိဘတွေအသက်ရှင်ခဲ့ကြတယ်။ ချစ်ခင်လေးစားရပါတော့မိပါဗျာတေကဖျားကိုကြောက်ရွံ့ယူသေးခြင်းနဲ့အသက်ရှင်မယ်ဖျားကင်တဲ့ကိုခေါ်ထားတဲ့ခေါ်ခြင်းနဲ့ပတ်သက်ပြီးသစ္စာရှိမယ်လက်တလုံးမှာအတီးပွင့်နေမမြင်ရပေမဲ့ဖျားကိုဆက်ပြီးအားကိုးခြင်းနဲ့အသက်ရှင်မယ်လူတွေကတင့်ကိုတစိမ့်အမျိုးမျိုးတက်ပြီးတင့်ကိုအမျိုးမျိုးပြောဆိုကြမယ်တို့တော့ဖျားကင်ရဲ့စကားကတည်းကအတီးဖြစ်ပါတယ်မောရှေကိုလူတွေကအမျက်ကြီးတဲ့သူ လူများစွာတက်ဖြတ်တဲ့သူဒေါရကြီးတဲ့လူလို့တစိမ့်မျိုးမျိုးတက်ပြီးမဲ့ခေါ်ကြပါတယ်။သို့တော့ဘုရားခင်ကငါ့ကျွန်မောရှေဟာအလွန်စိတ်ရှည်တော်သူဖြစ်တယ်။နူးညံ့သိမ့်မွေ့တော်သူဖြစ်တယ်လို့ပြောပါတယ်။တင်ကိုလူတွေပေးထားတဲ့နာမည်မဲ့ခေါ်ခြင်းတွေတစိမ့်တွေထက်ဘုရားခင်ပြောတဲ့စကားကသာလျှင်အတိဖြစ်ပါတယ်။ချစ်ခင်လေးစားပါတော့မှုတော်ဆောင်ဗျာ။ ဘုရားခင်တင့်ကိုခေါ်ထားတဲ့ခေါ်ခြင်းနဲ့ပတ်သက်ပြီးသင်ပြေးနေရတဲ့ပန်းသုံးတိုင်ပြေးလာတဲ့ပတ်သက်ပြီးတခါတည်းကမိမိကိုမိမိအားမရတဲ့အခြေအနေတွေစိတ်အားငယ်တဲ့အချိန်ပဲရှိကောင်းရှိပဲတို့တော်စိတ်မပြတ်လိုက်တဲ့အားမလျှော့လိုက်တဲ့ယုံကြည်ခြင်းဘုရားကိုချစ်ခြင်းတဲ့သင်ရက်တည်နေတဲ့ရက်တည်ချက်တွေအားလုံးကမျိုးစစ်ဖြစ်ပါတယ်တည့်ရသားသမီးတည့်ရမျိုးဆက်တွေပေါ်မှာဆက်ပြီးစည်းစင်းလာမဲ့ကောင်းခြင်းမင်္ဂလာတွေဖြစ်ပါတယ် ဖျားကင်ဂျေဇူးပြုလို့ချီးမြှောက်ခြင်းခံရတဲ့အခါဆက်ပြီးနှိမ်ချတဲ့နှလုံးသားတစ်စုံနဲ့တည်ကြည်တဲ့စိတ်နှလုံးနဲ့ယုံကြည်ခြင်းကိုဆက်ပြီးပြုစုဖို့ဖြစ်တယ်။ဒုက္ခရောက်တဲ့အချိန်မှာလည်းတည်ကြည်တဲ့စိတ်နှလုံးနဲ့ယုံကြည်ခြင်းကိုပြုစုဖို့ဖြစ်တယ်။မောရှေရဲ့မိဘတွေကတည်ကြည်တဲ့စိတ်နှလုံးနဲ့ဖျားကင်ဘက်မှာယက်တီအတက်ရှင်ခဲ့တဲ့အခါမှာနေပေါင်း400ကျော်ကျုံခံနေရတဲ့အဲကုတုပြည်ကနေဖျားကင်ရဲ့လူမျိုးတော်ဖြစ်တဲ့ဣသရေလလူတွေကိုထုတ်ဆောင်လာခဲ့တဲ့ခေါင်းဆောင်မောရှေကို ဖွားမြင်ခွင့်ပြုစုခွင့်ရရှိခဲ့ပါတယ်။သင်အဖြစ်ဘုရားကရဲ့ဘုန်းတော်ကိုတည်ဆောင်တဲ့မျိုးဆက်တွေအနာဂတ်ရဲ့ကောင်းဆောင်တွေများစွာပေါ်ထွက်လာဖို့ဘုရားရည်ရွယ်ထားတယ်။အခက်ခဲအကျက်တီးတွေကြားတဲ့ကတည်ကြည်တဲ့စိတ်နှလုံးနဲ့ဘုရားကိုမျှော်လင့်ခြင်း၊ယုံကြည်ခြင်း၊ချစ်ခြင်းနဲ့အသက်ရှင်ကြရအောင်။ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါရစေ။အားလုံးကိုဘုရားခင်အထူးကောင်းချီးပေးပါစေ။ အေးမြတဲ့ဆောင်းရာဒီကာလတခုကိုရောက်ရှိလာခဲ့ပါပြီအထူးသဖြင့်ကျမ်းမာရေးကိုဂရုစိုက်ကြဖို့ရန်နဲ့ရေးကိုစနစ်တကျတောက်တုံးကြဖို့ရန်လဲတိုက်တွန်းလို့ဆိုလိုပါတယ်တာယာပျော်ရွှင်တဲ့နေ့ရက်ဖြစ်ပါစီ 送进来，就要熬美，送进来。